Hello အားလုံးပဲမင်္ဂလာပါဘူပေါ်မချင်းကနေကြိုဆိုပါရစေ Breaking news အဖြစ် Chelsea တင်းရဲ့ဘက်ကတော့ Dortmund တောင်ပံကစားသမားလေးဖြစ်သူ Jamie Gittens ကိုခေါ်ယူနိုင်ဖို့အတွက် Dortmund အသင်းထံတရားဝင်ကန့်လန့်မှုပြုလုပ်လိုက်ပြီးဆိုပြီးတော့ David Ronstein က report လုပ်လာပါဗါတယ်ဆိုတော့ club တင်းနှစ်ခု club တင်းနှစ်တင်းကြားထဲမှာတော့သဘောတူညီမှုတွေကျွန်တော်မရသေးပေမဲ့ဆွေးနွေးမှုတွေဆက်လက်ပြုလုပ်နေစေဖြစ်တဲ့ကစားသမားလေးနဲ့ Chelsea တင်းရဲ့ကြားမှာတော့9နှစ်စာချုပ်နဲ့အာ ဒီပုံကိုကြီးဆိုင်ရာသဘောတူညီမှုတွေရရှိထားပြီးသားဖြစ်တယ်ဆိုပြီးတော့လည်းကျွန်တော်သိရတယ်။ဒါကြောင့်ပေါ့နော်ကစားမကူတန်းကလည်းချဲစီကိုပြောင်းကျင်တယ်လို့ချဲစီဘက်ကလည်းအခုဆိုလို့ရှိရင်တရားဝင်ကန့်လန့်မှုတွေပါစပြီးတော့လုံနေပြီးဖြစ်တဲ့အတွက်ဒီအပြောင်းရွှေ့ဟာမကြခင်မှာဖြစ်လာနိုင်မဲ့အခြေအနေမျိုးလို့ယူဆထားရတယ်။ဒါကတော့ David Rothstein က report လုပ်လာတာပေါ့နော်။တစ်ဖက်က Fabrizio ပြောထားတာကတော့ဒီ Dortmund ရဲ့ဘက်ကိုချဲစီအသင်းထံကနေပြီးတော့ပြောင်းရွှေ့ကြီး ယူရို35တန်းနော်ယူရို35တန်းနဲ့ကျွန်တော်ကကန့်လန့်မှုပြုလုပ်ထားတယ်ဆိုပြီးတော့ကျွန်တော်သိရတယ်ဆိုတော့ဒီ Debitor Stein ကပြောတဲ့နေရာမှာတော့ကျွန်တော်ဒီဘလောက်နဲ့ကန့်လန့်နေဆိုတာမပါဘူးပေါ့နော်ဆိုတော့လက်ရှိဟွာတော့ Romanu ကတော့ယူရို35တန်းဆိုပြီးတော့ကျွန်တော် ပြောထားတယ်ဒါအပြင်ဒီတင်းကိုအရင်တင်ခဲ့တဲ့ဒါ Fabric Hawking တို့ဘာလို့ကလည်းဒီကစားမဖြစ်သူအတွက်ယူရိုတန်း35တန်းနဲ့ကန်လန်းခဲ့တာဆိုပြီးတော့ကျွန်တော်ပြောထားတယ်ဆိုတော့ဒီကစားမအတွက်ကတော့ဘယ်လိုပြောမလဲ Chelsea နဲ့ ဒေါ်မွန်ရဲ့ကြားသဘောတူညီမှုရပြီဆိုတာနဲ့အပြောင်းအရွှေ့ဖြစ်နိုင်မှာပေါ့လေဒါအပြင်အသင်းဟောင်းဖြစ်တဲ့ Manchester City ကလည်းစာချုပ်ထဲမှာဒေါ်မွန်ကိုလက်လွတ်ခဲ့တဲ့ကသဘောတူညီမှုပါတဲ့အတိုင်းသူတို့ရောင်းချတဲ့တဲကနေပြီးတော့10%အကျိုးခံစား권ရှိမှာပေါ့ဆိုတော့ဒါကြောင့်ဘယ်တော့ဒီအပြောင်းအရွှေ့အတွက်ပထမဆုံး Chelsea အသင်းရဲ့ကံလန့်မှုဟာဒေါ်မွန်ဘက်ကလက်ခံစရာ ဖြစ်လာမလားကျွန်တော်စောင့်ကြည့်ရမယ်အကယ်လို့မြန် Euro တန်း35တန်းကို Manchester City က10%ကျွန်တော်ဒါရရှိမယ်ဆိုတော့ဒေါ်မွန်အနေနဲ့ပေါ့နော် အမြက်ပမာဏကိုသူတို့ကဒါကျင်ဦးကျင်တဲ့ပမာဏတိကျပို့ပြီးတော့များတဲ့ပမာဏဒီနဲ့မှလက်ခံနိုင်စွမ်းရှိမှလားဘလို့လဲပေါ့လောလောဆယ်မှာတော့ဒေါမွန်ရဲ့ဘက်ကလည်းယူရိုတန်30 35တန်းလောက်နေကိုသိပ်ပြီးတော့တင်းခံနေတဲ့ပုံစံမျိုးတွေကျွန်တော်တွေ့မနေရဘူးနော်လုံးဝအာဘလောက်ရမှဘောနော်ငါတို့တော့ဒီကစားမလေးကိုလက်လွတ်မဲ့ဟေးဆိုတဲ့အတန်မျိုးတွေလည်းကျွန်တော်ဘာမှကြားမနေရဘူးဆိုတော့ကလပ်တင်းတစ်ခုကြားထဲမှာသဘောတူညီမှုရဖို့အတွက်အမှန်ကန်ကျွန်တော်တို့ကဆွေးနွေးနေပြီချယ်ဆီတွက်ကတော့ တောင်မမာဂျီရန်စန်ချူရူရူဇာမာတွေကိုအပြစ်သက်ခေါ်ဖို့ကြိုးပမ်းမှုမှာလစာကိစ္စတွေဆွေးနွေးမရလို့အဆင်မပြေဖြစ်တဲ့နောက်မူဒရစ်တို့ဘာလို့ကလည်းဆက်စပန်နေတွေဘာတွေဖြစ်ထားတယ်ဆိုတော့အခုဘဲတောင်မမာထပ်ပြီးတော့သူတို့အစားထိုးဖို့လုပ်တာဒီညမှာအသက်20ရွယ်လက်ရှိပေါ့နော်ကစားမလေးပြတဲ့ဂျီမီဂီဒင်းစ်အမန်ဂန်တော့မမာဒီပြီးခဲ့တဲ့ရာသီခြေသွမ်းပြနေတယ်ဆိုတော့တော့မုံကဒါခေါ်ဖို့လုပ်တာပါ။ဒါကြောင့်ပေါ့နော်ကျွန်တော်ဒီကစားမဟာချယ်ဆီတင်းရဲ့ဘဲတောင်ပန်နေရာမှာအမှန်ကန်ရောက်ရှိပြီးတော့ချယ်ဆီရဲ့ လူစင်းနဲ့မှာတကယ်ခြေသွမ်းပြနိုင်မလားဘာလားတော့ရောက်မှကျွန်တော်စောင့်ကြည့်ရမှာပေါ့လေဒီနေရာမှာကစားမရဲ့ performance ကတော့ပြီးခဲ့တဲ့ဒီဘယ်လိုပြောမလဲတော့မှာပြီးခဲ့တဲ့ကျွန်တော်တို့က32ပွဲမှာ Bundesliga တီးတဲ့ပေါ့နော်ပြီးခဲ့တဲ့ရာသီတော့မှတို့ Bundesliga 32ပွဲကစားတယ်8ဂိုးသွင်းပြီးတော့ကျွန်တော်တို့က3ဂိုးဖန်တီးပေးထားတယ်ပေါ့နော် အသက20ပဲရှိတာဖြစ်တဲ့အတွက်ဒီဘဲတောင်မှကစားမတယောက်အနေနဲ့အများကြီးတိုးတက်နိုင်စွမ်းရှိပါသေးတယ်ဒါအပြင်အကယ်လို့များပေါ့နော်ကျွန်တော်ကလတ်တင်တစ်ခုမှာလုံးဝ အံဝင်ခွင့်ကြဖြစ်နေပြီးသား system တွေကိုဒီကစားမလေးကိုထည့်လိုက်ရုံနဲ့ဆိုရင်လည်းပဲတိတ်ပြက်တနာမရှိနိုင်ဘူးเนาะဒေါ်ဒေါ်မွန်ကတော့ကျွန်တော်ဒီကစားမဖြစ်သူကိုစာချုပ်တက်တန်း2028ခုနှစ်ထိတက်တန်းကိုပိုင်ဆိုင်ထားတယ်2028ခုနှစ်ဇွန်30ရက်ထိသူစာချုပ်ရှိတယ်လက်ရှိမှာတော့ဈေးကွက်တန်ကြီးမှာယူရိုတန်50ထိတန်ကြီးရှိတယ်ယူရိုတန်50ထိတန်ကြီးရှိတယ်လွန်ခဲ့တဲ့ကျွန်တော်3ရက်လောက်က update လုပ်ထားတဲ့ဈေးကွက်တန်ကြီးဆိုတော့ဒေါ်မွန်ရဲ့ဘက်ကဈေးကွက်တန်ကြီးထက်နည်းတဲ့ပမာဏနဲ့သူတို့လက်လွတ်မလားဒါမှမဟုတ်ဆိုလို့ရှိရင် တို့ယူရိုတန်35တန်းနဲ့ကန်လန်းထားတာကိုပဲတို့လက်ခံသွားမလားစောင့်ကြည့်ရမယ်ဆိုတော့လလကူကူနဲ့ခွန်နိုင်နေသလိုရှင်ကိုပဲတော်တော်ကောင်းတဲ့ချင်တယ်လို့ပြောရမှာပဲဒီနေရာမှာဘယ်လိုပြောမလဲအသက်20ပဲရှိသေးတယ်ပဲပြောပြောဘာပဲပြောပြောဒေါမွန်နိုဘာတို့ကအလုတ်လုတ်တာတွေအများတန်းဆိုသလိုသူတို့ကပြောင်းရွှေ့လုတ်တဲ့နေရာတွေမှာပါနှက်လေးတော့ကျွန်တော်ရှိတယ်ဆိုတော့အခုလက်ရှိဘယ်ကစားမှပဲဖြစ်ဖြစ်ပေါ့နော်သူတို့ကလက်လုတ်ခဲ့ရဘူးတဲ့မှာသလိုရှင်ဈေးကြီးကြီးနဲ့လက်လုတ်ခဲ့ရတာပဲကြီးပဲရဒါပေမဲ့လို့ပေါ့နော် ဟိုလီယိုနော့စကီလို့ကိုဗျာအလွတ်နဲ့လက်လွတ်ရတာတော့ကလွင်အဲ့ဒီနောက်ပိုင်းမှာဈေးကောင်းကောင်းနေကျွန်တော်တောင်းနိုင်တဲ့အနေအထားမှာရှိတယ်အဲဒါကြောင့်ဗောနော်ဂျေမီဂေဒန်စ်ကိုလက်လွတ်ဖို့အတွက်ကြိုးပမ်းမဲ့နေရာမှာဒေါ်မွန်ရဲ့ဘက်ကဘလောက်ထိဒါတန်ကြီးတက်မှတ်ပြီးမှလက်လွတ်မှာလဲဆိုတာလဲစောင့်ကြည့်အောင်မယ်ချယ်ဆီဘက်ကတော့ဒီဂျေမီဂေဒန်နဲ့ပတ်သက်လို့ရှိရင်အာတသိန်းနဲ့တော့စိတ်ဝင်စားနေတဲ့အတင်းမှာကျန်တဲ့ဘယ်အတင်းကမှထထူးခြားခြားဒီကစားမဖြစ်သူကိုအမှန်ကန်ခေါ်ဖို့ကြိုးပမ်းနေတာမျိုးတွေမရှိဘူးဆိုတော့ဒါ ဈေးနှုန်းတွေအပြိုင်ပေးပြီးတော့ကမ်းလှမ်းเสียရမလို့ဘူးပြောလို့ရှိရင်တော့ဟိုမလို့အပ်ဖက်နဲ့ဈေးနှုန်းတွေထက်မြင့်เสียမလို့ဘူးပေါ့နော်ဒါကြောင့်35တန်းနဲ့ကမ်းလှမ်းယူရိုတန်း35တန်းနဲ့ကမ်းလှမ်းမှုဒီအလုပ်ဖြစ်လာမလားကျွန်တော်ကြည့်ရမယ်ဒီ example လေးကဒီဘယ်လိုလဲပေါ့အရင်တုန်းကလေသူက Chelsea Academy ကနေပြီးတော့ဖြစ်တန်းမှုတယ် အဲ့ဒီလိုအနေနဲ့ဒါ Chelsea Academy ပြီးလို့ရှိရင်ကျွန်တော်တို့ Reading Academy ပြီးတာနဲ့ Manchester City Academy ပြီးရင်အခုလက်ရှိ Dortmund U19 တို့ဘာတို့ကနေပြီးတော့အဆင်ပြေပြီးတော့ Dortmund ကိုအပြစ်သက်ပြောင်းသွားတာအခုဆို Euro 50တန်တဲ့ကစားမားတွေဘာတွေပါဖြစ်ကုန်ပြီအဲကြောင့်ပေါ့နော်ကျွန်တော်တို့အနေနဲ့ Chelsea အနေနဲ့ Academy မှာဖြတ်တန်းခဲ့ပြီးတဲ့ဒီကစားမားလေးဖြစ်သူကိုပြန်ခေါ်ဖို့ကြိုးပမ်းနေတယ်အပြောင်းအရွှေ့တွေအမှန်ကန်ဖြစ်လာမလားတော့ကျွန်တော်တို့စောင့်ကြည့်ရပါမယ်ဒါကတော့လက်ရှိ Chelsea ရဲ့ဘက်က Jimmy Gittens ကိုပုံကိုယ်ရေးဆိုင်ရာ9နှစ်စာချုပ်နဲ့ ဘောတူညီမှုရရှိခဲ့ပြီဆိုတဲ့သတင်းဖြစ်တယ်လို့ဒေါ်မွန်ထန်ကိုလည်းတရားဝင်ကန့်လန့်မှုတွေပြုလုပ်ထားတယ်ဆိုတဲ့သတင်းမှာချက်စီတင်ရဲ့ပြည်သက်တင်နေရောဒီကစားမဖြစ်သူကို35သန်းလောက်နဲ့ရအောင်ခေါ်သွားနိုင်စွမ်းရှိတယ်လို့ထင်ကြလားချက်စီတင်ရဲ့ဘဲတောင်မန်နီယာမှာဂျီမီဂစ်တန်စီပုံမှန်ပွဲတွက်ခွင့်ရရင်တကယ်အားကိုးရတဲ့ကစားမလေးတယောက်ဖြစ်လာနိုင်တယ်လို့ညီကလို့ထင်ကြလားဆွေးနွေးကြပါအောင်အားလုံးကိုချစ်သူများကြီးတို့ပါ